ဆစ်ဆောင်သောမိဘပြည်သူပေါင်းစိတ်အီချမ်းသာခြင်းကိုအီချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမပြည်သူစပီကာကနေပြီးတော့နှုတ်ခွန်းဆက်တာဒါတော့ပြုလိုက်ရပါခင်ဗျာမင်္ဂလာပါတီတီတာတာနဲ့ပလီပလာမပြောတတ်တဲ့ပြည်သူစပီကာပြန်လည်လို့ရောက်ရှိလာပါပြီဟုတ်ကဲ့ဒီနေ့မှာတော့ကျွန်တော်တို့သတင်းတွေကျွန်တော်တို့စုံမာတဲ့သတင်းတွေထူပါတယ်ဘာတွေထူလဲလို့ကျွန်တော်တို့ပြောရရင်တော့စကာမာဘလူတွေနဲ့ဆက်သွယ်ပြီးတော့ဘလူတွေနဲ့ပေါင်းစည်းပြီးတော့ ဘာတွေလုံနေလဲဆိုတာလေးကိုပထမအဦးဆုံးကျွန်တော်ပြောပြချင်ပါတယ်ဟုတ်ကဲ့ပါအကိုအဲ့ဒီကဘာလဲဆိုတော့ငိုင်းနေညကဟုတ်ကဲ့ဒီပြီးတော့မှကျင်းပသွားတယ်ရုရှားနဲ့မြန်မာခေါင်းစဉ်တက်တာတော့ချစ်ကြည်ရေးပေါ့နိုင်ငံချစ်ကြည်ရေးလို့ထားတာပေါ့နော်နိုင်ငံချစ်ကြည်ရေးဆိုပြီးတော့ခေါင်းစဉ်တက်ထားပြီမဲ့ရုရှားကနေပြီးတော့မြန်မာကိုကူညီထောက်ပံ့နေတဲ့လက်နက်ကိစ္စတွေဟုတ်ကဲ့ပြီးတော့အမျိုးမျိုးတပေါင်းဖို့ကြီးတွေဟုတ်ကဲ့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးတိုင်ပင်မှုဆိုပြီးတော့ရောက်ရှိလာတဲ့ရုရှားအဖွဲ့ကိုရင်းချမှုကစားဌာနအဖွဲ့ရနေပြီးတော့အကပရိသားတွေနဲ့ထုတ်ပြန်တင်ဆက်ခဲ့ပါတယ်။နိုင်ငံ live ပေါ်သူတို့ဟိုနိုင်ငံတချင်းနေဆိုမဲ့ပါညာအဲ့လိုလောက်ကြမှာပေါ့။ဟုတ်ကဲ့ပါ။အဲ့ဒီမှာထူးထူးခြားခြားလေးဘာလေးဥစ္စာဖြစ်လဲဆိုတော့လက်တီးဆိုတဲ့တချင်းလေးအဲ့ဒီချင်းလေးနဲ့ဖြောပြီးပြီးတော့ဘာရှင်းလေးတွေပြောင်းပြီးတော့သူတို့ဒီဆိုသွားတာတွေ့ရပါတယ်ဟုတ်ကဲ့ပါအဲ့ဒီကတချင်းလေးကဘာလဲဆိုတော့တကယ်တော်လန်ကြီးတက်သားတွေအညာသားတွေ เนาะပြီးတော့ဒီဘက်မှာရှိတဲ့တော်လန်အမှုပညာသမားတွေနဲ့တော်လန်ဖွဲ့စည်းတွေကပြီးတော့ဒီလက်တီးဆိုတဲ့ဥစ္စာကအထိပ္ပယ်ကပါလဲဆိုတော့ကျွန်တော်တို့လက်တရားမကောင်းဆိုးဟာတွေကိုကျွန်တော်တို့တီးမယ်တီးမယ်နှင်ထုတ်မယ်နှင်ထုတ်မယ်ဆိုတဲ့ဥစ္စာလေးကိုမတိပဲနဲ့သူကနေပြီးတော့တက်ချုပ်ကြီးရနေပြီးတော့လက်ဒီဆိုတဲ့တချင်းလေးကိုဘာရှင်းပြောင်းပြီးစုခိုင်းလိုက်တော့အတိတ်နမိတ်ဆိုတာတော့ပိုးနေပါပြီဟိုတိနေတိမှာပေါ့လေတိတိနေသူက သူ့လိုကိုမှသာလောက်တာလည်းဖြစ်ရင်ဖြစ်မှာပေါ့ဒါဆိုတော့အဲ့ဒါလေးတွေကျွန်တော်တို့ရှိပါတယ်အာပြီးတော့ကျွန်တော်တို့ဒီဟိုတော်လိုင်းညီကိုမောင်နှမတွေကျွန်တော်တို့ရဲဘော်ရဲဘက်တွေကမရှင်နေဘလူတွေအောင်နေဆိုတာလည်းကျွန်တော်ပြောပြခြင်းပါတယ်ပြီးခဲ့တဲ့ရက်ကကျွန်တော်တာဂီတာရက်စခန်းကိုဟုတ်ကဲ့ကောင်းကောင်းကိုနော်အော်မြို့ပြ UG တွေပေါ့မြို့ပြ UG တွေကနေပြီးတော့စော်သားတယ်လေတွေ့ရတော့ပြည်သူတွေအနေနဲ့လည်း ကျင်းတဲ့အားလေးမလို့ထင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ပါကျွန်တော်တို့ဒီအစီအစဉ်မှာကျွန်တော်အုတ်ကြီးအစီအစဉ်နေအာအုတ်ကြီးနဲ့ပတ်သက်ပြီးတော့အကြောင်းအရာအကြောင်းအရာလေးတွေပါမယ်တင်ပြပေးပါဦးခင်ဗျာဟောဒီကကြတော့ဒါအများဆုံးကျွန်တော်ရှိရောက်လာတဲ့ဒီတန်ရသာပေါ့ဗျာဟုတ်ကဲ့ပြောရမှသူရန်ကုန်မှာဖြစ်နေတဲ့ဒီပွဲတော်ပွဲတော်တွေအကြောင်းဟုတ်ကဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ပြောတာလေးရှိတယ်အဲ့ဒါလေးကိုကျွန်တော်ဒီမှာပြည်သူအောင်ပြောဖတ်ပြမှာပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ဒီကြောင့်ရန်ကုန်မြို့မှာရှိရကျွန်တော်ဒီကထိန်တို့တစောင်းနိုင်တို့နော်ကျွန်တော်ဒီဈေးရောင်းပွဲတော်တွေ ဒီဇေယောင်းပွဲတွေကိုကျွန်တော်လူစီကောင်းအောင်ကျွန်တော်နေရာတိုင်းမှာလိုက်လုပ်တယ်ပေါ့ဒါကတော့အားလုံးနဲ့သိနေပြီအဲ့လိုလုပ်တဲ့အချိန်မှာဘာဖြစ်မလဲမလို့ကျွန်တော်ဒီလူငယ်တွေသွားကြမယ်လာကြမယ်တောက်ကြမယ်စားကြမယ်မူးကြမယ်ယူကြမယ်ရှိတယ်ပေါ့နော်ဒါကြီးနဲ့ချိုးရှင်ရှိရကမှခိုက်ရန်ဖြစ်ပွားမှုတွေရှိတယ်ဟုတ်ကဲ့အဲ့လိုဖြစ်လာတဲ့ခါကျရင်ဘာလုပ်လဲဆိုကျွန်တော်တို့ဒီပေါ့ဟိုအုတ်ကြီးတွေယူဇော်ဒီတွေရဲတွေပေါ့သူတို့ကကျွန်တော်တို့ဒီချုပ်သေးအောင်မဖမ်းတော့ဘူးအော်ချုပ်ချုပ်သေးအောင်မပို့တော့မပို့တော့ပဲ ਨੇ သူအဲ့လိုဖြစ်တဲ့လူတွေခေါ်တယ်ခေါ်ပြီးသူတခါလဲစစ်မှုထမ်းဖို့အတွက်သူတခါလဲ ပို့လိုက်တယ်။အော်ပို့လိုက်။ဒါမျိုးတွေလုံနေတာအများကြီးရှိတယ်ပေါ့နော်။ကျွန်တော်အမြင်ပြောရရင်တော့အဲ့ဒါလေးကပါလဲဆိုသူပွဲတော်တွေသူတို့လုံမယ်ပြောပွဲတော်တွေလို့ပြောတစ်ဖက်နဲ့တစ်ဖက်ကိုမသိမရအောင်သူတို့ရန်တိုက်ပေးမယ်။ဒါရန်တိုက်ပေးပြီးရန်ဖြစ်ကြမယ်။ဟုတ်ကဲ့။ရန်ဖြစ်ကြရင်ရန်တိုက်ပေးတဲ့လူကတော့သူတို့လူတွေပဲပေါ့နော်။ကြောက်စုပျောက်သွားတဲ့အချိန်မှာတကယ်တကယ်ရန်ဖြစ်တဲ့လူကဖြစ်ကြမယ်။ဖြစ်တဲ့အချိန်ကျရင်ကလေးတွေကို ပေါ်တာဆွဲဟောတာပေါ်တာဆွဲနည်းတစ်မျိုးပဲလို့ပဲတို့ပဲအဲ့တော့ကျွန်တော်တို့ကလည်းတတိပေးချင်တာကဒီကျွန်တော်ဒီနိုင်ငံအတွင်းမှာနေကြတဲ့ကျွန်တော်လူငယ်တွေပေါ့နော်ဟိုပျော်တာလဲပျော်ပါဘာဖြစ်လို့ဆိုဘာပြောကျွန်တော်ငုံးချက်နေတဲ့နှစ်တွေကလည်းအများကြီးကျွန်တော်ဒီကိုဗစ်ကာလနော်ကိုဗစ်ပြီးတော့ကျွန်တော်ဒီကိုစစ်လို့လည်းပြောလို့ရတာပေါ့ဒီကလာမှာကျွန်တော်တို့လည်းလူငယ်တွေကျွန်တော်လည်းနားလေတယ်ဒါပေမဲ့လည်းကိုယ့်ဟာကိုအုံနောက်လေးနဲ့ချင့်ချိန်ပြီးတော့ ဟိုတွားကြပါလာကြပါနေကြပါထိုင်ကြပါလို့ကျွန်တော်ပြောချင်တယ်ကြည့်ပြော်ကြကြည့်တွားကြကြည့်စားကြဟုတ်ကဲ့အခုဒီမှာတောက်ကြပါတော့နော်ဟုတ်ကဲ့တောက်တာပေါ့တောက်တာပေါ့အဲ့လိုတောက်တာကျွန်တော်ဘယ်မှာပါအဲ့တော့ကျွန်တော်ဒီအင်းစိန်မြို့နယ်မှာတဲ့အခြေရာလေးကိုကျွန်တော်ပြောပြမယ်အင်းစိန်မြို့နယ်အရှိဂျိုကုန်းရက်ွက်အင်းဥက္ကဋ္ဌတဲ့စောဝင်းလွင်ကတဲ့အရှိဂျိုကုန်းတွင်နဲ့ကထိန်လှဲ့လေပွဲကစောင်းတိုင်းမီးထွန်းပွဲများတွင်ရန်ကားသူတဲ့မူရင်ရန်ဖြစ်မှုနဲ့ခိုးဆိုးလူရက် တိကျွန်တော်လူငယ်များကိုတဲ့စကန်းတို့ကျွန်တော်မပို့ပဲနဲ့စစ်မှုတန်းပြည်တက်ဆိုင်ရာတက်နေများထံသို့ပို့ဆောင်နေကြောင်းသိရတယ်ဆိုရယ်ဒီမှာကျွန်တော်ပို့ပေးပို့ထားတာပေါ့เนาะဩဟိုကျွန်တော်အရှိဂျုံကောင်ကအရှိဂျုံကောင်အုတ်ကြီးတို့เนาะအဲအုတ်ကြီးကတော့သူကမလုပ်လဲဆိုတော့ခလွတ်ပေးထားတာပေါ့ဗျာမင်းတို့ကပျော်ကြပါကြရံဖြစ်အေးရံဖြစ်လာဖမ်းဖမ်းနေပေါ့ဖမ်းနေဆိုတော့ရဲစကောင်းတော့မရောက်ဘူးတက်ဆိုင်ရာကျွန်တော်တို့ဒီစစ်မှုတန်းမှုတော့ဆိုကျွန်တော်ပို့ဆောင်လာရှိတယ်၎င်းပြင်းနဲ့ဒီအင်းစိန်ညွန်နယ်ထဲမှာပဲပေါ့เนาะကျွန်တော်တို့ဒီကန္နာလန်ကျွန်တော်အလေရက်ွက်ဆိုတာရှိတယ်ဟုတ်ကဲ့အဲ့ဒီအလေရက်ွက်မှာလဲကျွန်တော်ဘိုဂရင်း ပွဲတွေလုပ်တယ်ပြီးရင်ကျွန်တော်ချင်းပွဲတွေလုပ်တယ်စတိတ်ရှိုးပွဲတွေလုပ်တယ်အဲအဲ့မှာပျော်ပွဲရှင်ပွဲတွေအများဆုံးလုပ်တယ်ပေါ့နော်အဲ့ဒီပျော်ပွဲရှင်ပွဲအတွင်းမှာတဲ့မူးယစ်နေတော့ကျွန်တော်လူငယ်များရန်ဖြစ်တော့ကျွန်တော်လူငယ်များကိုလေကျွန်တော်ကန်းနာလေရက်ွက်အုပ်ချုပ်ရေးမှုချစ်ဆန်း음ပြီးရင်ကျွန်တော်ယာအိမ်မှုကချစ်ပါဘူးဘာလို့ချစ်ရမှာသူ့နာမည်ချစ်ဆန်း哦အဲ့အုပ်ချုပ်ရေးမှုချစ်ဆန်းပြီးရင်ကျွန်တော်ယာအိမ်မှုဘူကြီးပေါ့နော်ဘူကြီးတဲ့ပြီးတော့လူမိုက်ကျင်ဟုတ်တမ်းမင်းလက်တပည့်ကျင်ဟုတ်ကကျင်ဟုတ်နဲ့ဘာတော်လဲ ညီကိုတွေဖြစ်မှာပေါ့ဒါတော့ကျွန်တော်လည်းမသိဘူးလူမိုက်ကျင်ဟုတ်တယ်မှာရေးထားတယ်ပြီးကျော်တမ်းမင်းလက်တပဲတဲ့နောင်နောင်တို့ကတဲ့စစ်မှုထမ်းအဖြစ်စူးစောင်းသွားကြောင်း၎င်းပြင်းနေပွဲများသွင်းမိသည့်ပြစ်မှုမှာမကျွန်းလုံမဲပွဲစည်းလာပြီးကျွန်တော်လမ်းလျှောက်တဲ့ကျွန်တော်လူငယ်တွေရှိတယ်ဘာပြစ်မှုမှာမကျွန်းလုံလူငယ်တွေကိုလည်းကျွန်တော်ဖမ်းဆီးပြီးပေါ်တာဆွဲနေလို့သိရပါတယ်အဲ့လူတွေကနော်ဟုတ်ကဲ့ပါအဲ့တော့သူကဘာကြောင့်ဆွဲတာလဲဆိုရင်တဲ့ကျွန်တော်ဒီအကြမ်းဖက်စစ်တပ်ကနေပြီးတော့ယခုကျွန်တော်နိုဝင်ဘာလအတွင်းမှာတဲ့စစ်မှုထမ်းအပတ်စဉ်19ကိုဖွင့်လှစ်မှာဖြစ်တယ်ဟုတ်ကဲ့အဲ့ဒီ19အတွက်ဖွင့်လှစ်မဲ့19တော့လူမရှိဘူး လူမရှိတော့အခုလိုမျိုးကျွန်တော်အုပ်ချုပ်ရေးမှုတွေကျွန်တော်တက်ဆိုင်ရာကျွန်တော်ရက်ွက်တွေမျိုးနယ်တွေကိုသူကအပေါ်ကနေကျွန်တော်အမိတ်တွေပေးတယ်မင်းတို့ရက်ွက်တွေမှာပျော်ပွဲတွေရှင်ပွဲတွေလောက်ကြဖျားပွဲပါညာပေါ့နော်ကထိန်ဆိုရဲကထိန်ပေါ့နော်တစောင်းတိုင်းမီးထုံးပွဲဆိုရဲမီးထုံးပွဲတွေလောက်ကြရှင်ရှိုးတွေလောက်ကြဆိုပြီးတော့အဲ့လိုပွဲလန်းသပင်းတွေလုပ်ပြီးတော့အဲ့ဒီပွဲလန်းသပင်းကိုလာမဲ့လူငယ်တွေကိုအပြစ်မရှိအပြစ်ရှာပြီးသူတို့ကဆွဲပါ ်အဲ့လိုမျိုးလုပ်နေတဲ့သူတို့ကကျွန်တော်တတိပေးတယ်လို့ပဲကျွန်တော်တို့ဒီမျိုးပြားမှာနေတဲ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံအတွက်မှာနေတဲ့လူငယ်တွေကြည့်ကြပြီးတော့ကျွန်တော်နေကြပါထိုင်ကြပါသွားကြပါလာကြပါလို့ဒါလေးကိုကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါဒါပေါ်တာဆွဲနီးတစ်မျိုးပေါ့တစ်မျိုးပေါ့တစ်မျိုးပေါ့ဒါမျိုးကြီးလောက်တာဒါတော့ကျွန်တော်ရှိကိုပြေးပို့လာတဲ့ဟိုသတင်းလေးပေါ့နော်ဟုတ်ကဲ့ပါရသာလေးပေါ့အဲကိုစီးတာရှိမှာရောဘာတွေပြေးပို့လာတာတွေရှိလဲကျွန်တော်ရှိမှာဒီပေါင်းတယ်မှာပေါ့နော်ပြည်သူတို့ဦးကိုစစ်တပ်ကနေပြီးတော့မတရားဖမ်းဆီးပြီးနှိပ်စက်တာကြောင့် တည်သွားတဲ့တရင်လေးကိုကျွန်တော်တင်ပြခြင်းပါအဲလောက်လောက်လောက်ပါဟုတ်ပါဘူးအဲ့တော့ဗမာဖြစ်တယ်အားလဲဆိုတော့ပေါင်းတယ်ဝဲကြီးဆယ်ကိတ်မှာတဲ့စစ်သားများဖမ်းဆီးနှိပ်စက်ခဲ့သောကိုတိုးဆိုသူတောတဲ့ရဒံယာများနဲ့တေဆုံးလျက်ပြန်တွေ့ရှိတယ်။အော်တေဆုံးသူကိုတိုးဤဇနီးနဲ့အသက်9နှစ်အရွယ်သမီးကိုလည်းစစ်တပ်ကဖမ်းဆီးထားတယ်။အော်ဟိုးဇနီးတဲ့ဖမ်းတာတော့ဘာမှမဖြစ်ဘူးလေ ဒီအသက်9နှစ်အရွယ်ကလေးလေးอ่ะဟုတ်ဒီဇနီးတွေကိုလည်းဖမ်းစရာအကြောင်းမရှိသလိုဒီအခုဆုံးသွားတဲ့ကိုတိုးနဲ့လည်းဘာမှမပတ်သက်ဘူးဘာဖြစ်လို့လဲဆိုတော့အော်တိုဘာလ28ရက်နေ့နနက်9:15မိနစ်ခန့်ကားတဲ့ပြည်သူ့ကာဝေးရေးတက်မတော် viewer 27ကိုကဲမှုအောက်ရှိ3631 PDF တရင်တက်ခွဲနှစ်ကဝဲကြီးဆယ်ခိတ်ကိုစစ်သားမြောက်ဖောက်ခွဲတိုက်ခိုက်တယ်။ဩမိုင်းဆွဲပြီးတိုက်ခိုက်တယ်။အဲ့ဒီတိုက်ခိုက်ခဲ့တဲ့ဟာလေ3631 PDF တွေကလောက်တာ။နော်အဲ့ဒါကိုထိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အချမ်းဘက်စစ်သားများခေစကန်းကိုဖျက်ဆီးသွားသော သူတို့ခိတ်စကန်ကိုအော်သူတို့ခိတ်စကန်ရှိရတယ်ဖြတ်သွားပါလေဝဲကြီးဆယ်ကြီးရွာမှာအသက်30နှစ်အရွယ်တဲ့ကိုတိုးအကြောင်းမဲ့ဖန်းစီနှိမ့်ဆက်ခဲ့ကြအောင်အော်ထို့တော့ဖန်းစီနှိမ့်ဆက်ထားတဲ့ကိုတိုးကြီးမှာဒဏ်ရာများပြည့်ထွက်ပြေးလွတ်မြောက်ခဲ့ကြအောင်သိရှိရတယ်သူတို့ဟိုကနှိမ့်ဆက်တော့မခံနိုင်တော့ထွက်ပြေးတာထွက်ပြေးတာထွက်ပြေးတာဒါပေမဲ့စစ်တဲ့ကိုတိုးဟိုတဲ့ဝဲကြီးဆယ်ကိမ်းမှာထွက်ပြေးလွမြောက်ခဲ့တော့လေရရှိသားသောဒဏ်ရာအခြေအနေပြင်းထန်သောကြောင့်နိုဝင်ဘာလ၂ရက်နေ့တွင်တောဆက်တနီယာ၌တေဆုံးလျက်ပြန်တွေ့ရှိခဲ့ကြောင်း ထို့နောက်ရုပ်လောင်းကိုပြည်သူများမြေမြုပ်တင်းကျုပ်ပေးခဲ့ကြောင်းသိရှိရတယ်။အော်သူတို့ကပြစ်ပြီးတော့ထားလာခဲ့တာ။ပြစ်ပြီးတော့ထားလာခဲ့တာမဟုတ်ဘူး။ဒီလို तू ကအဲ့ လို့ဖောက်ခွဲခံရပြီးတော့သူအိုက်ဂိတ်ရှိရနေဖြတ်သွားဖြတ်လဲပြက်ကောဟဲ့အောင်မင်းဒါမင်းလို့မင်းလို့တာလားမင်းလို့တာဆိုပြီးတော့ခေါ်ပြီးတော့နှိပ်ဆက်တာသူလည်းမဟုတ်ဘူးနဲ့အဲအဲ့လိုနှိပ်ဆက်တာအိုက်ဂိတ်မာနေနှိပ်ဆက်နေတာဩနှိပ်ဆက်အိုက်ဂိတ်မာနေတေးွားတာပေါ့မဟုတ်ဘူးအိုက်ဂိတ်မာနေနှိပ်ဆက်တော့မခံနိုင်လို့ကိုတို့ကြီးကထွက်ပြေးတာထွက်ပြေးတာဩအဲ့တော့အဲ့ရလက်တန်းရနေပဲတေးတာပေါ့တေးတာပေါ့နော်အဲ့ဝဲကြီးဆယ်ဂိတ်ကိုတဲ့မိုင်းဆွဲတဲ့နေရာသူတို့ကဆယ်ဂိတ်မှာစစ်ကွေးတွေအเจ้าမဲ့ဖမ်းဆီးထားတာပါတဲ့အဲ့လိုဖမ်းဆီးပြီးတော့စစ်ကွေးတွေဝိုင်းဝန်းနှိပ်ဆက်တာကြောင့် အဲ့ဒီနှိမ့်ဆက်တဲ့ဒဏ်ရာတွေမခံနိုင်လို့သူကခိတ်ကနေထွက်ပြေးလာတာပါသူ့အလောင်းတောဆက်မှာတွေ့တာတော့မနေ့ကမှတွေ့တာစစ်ကွေးတွေနှိမ့်ဆက်ထားတဲ့ဒဏ်ရာကြောင့်ပဲတေဆုံးတာကြောဘက်တွေရောရင်ဘက်တွေရောဒဏ်ရာတွေကညိုမဲနေတာပဲဟုဒေသခံတကူကပြောတယ်ထို့သောကိုတိုးထွက်ပြေးသွားပြီးနောက်အော်တိုဘာလ29ရက်နေ့မှာအကျံဘက်စစ်သားများကိုတိုးရဲ့အမျိုးသမီးဖြစ်သူနဲ့အသက်9နှစ်အရွယ်တမိဖြစ်သူကိုသာဂံဖြစ်ဝဲကြီးဆယ်ခိတ်တွင်ဖမ်းဆီးထားကြောင်သိရတယ် ော်ဘာလဲဆိုတော့ဒီသတင်းကိုဖွာဟိုပေါ့နော်ပြောမှာပြောမှာဆိုလို့ငါတို့နှိပ်ဆက်တာငါတို့ရက်ဆက်တာတွေမင်းတို့ပြောမှာဆိုလို့ဆိုပြီးတော့အမျိုးသမီးနဲ့ကလေးကိုပါထပ်ဖမ်းဟိုပြီးတော့နောက်တစ်ခုလည်းဖမ်းသွားတဲ့သူ့မိန်းမနဲ့ကလေးကိုပြန်လွတ်ပေးပြီလားဘလို့လို့ပြန်လွတ်ပေးမှာလဲဒါတော့ပဲမသိသေးဘူးပေါ့နော်ဟိုပြီးတော့တခုတော့ရှိရပေါ့သူတို့ကဒီလိုဖမ်းထားတယ်ဆိုတာအခုအဲ့ gate ထဲမှာပဲဖမ်းထားတာဟုတ်တယ်မလားအခုကစစ်တပ်ထဲမှာဖမ်းထားတာစစ်တပ်ထဲမှာလားစစ်တပ်ထဲရောက်သွားပြီစစ်တပ်မိန်းမနဲ့ကလေးကစစ်တပ်ထဲမှာဖမ်းထားတာဩအေးပါအေးပါဒါကတော့သူတို့ ဘာဆက်လုပ်မလဲဘာလို့ကျွန်တော်လည်းမသိသေးဘူးပေါ့နော်တရင်ရလာတော့ပြောမှာပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့ဟိုရလာတဲ့တရင်လေးတွေကိုလည်းကျွန်တော်တို့ဒီပြည်သူစပီကာကြီးကိုကျွန်တော်တင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ်ကျွန်တော်တို့တရင်တစ်ခုတရင်ဥလေးတွေလည်းကျွန်တော်တင်ဆက်ပေးပါမယ်ဟုတ်ကဲ့ကျွန်တော်ကြောင်ညာလေးတစ်ခုကျွန်တော်ဝင်ပြရသည်အဲ့ဒါပါလဲဆိုတော့ကျွန်တော်ညီကို၃ယောက်ပူပေါင်းပြီးတော့ကျွန်တော်ရိုက်ကူးတင်ဆက်ထားတဲ့ရွေးကောက်ပွဲကိုကျွန်တော်တို့တယောထားတဲ့ဟောဟုတ်ကဲ့ကျွန်တော်တို့ဟိုတရောင်းသားရွေးကောက်ပွဲရွေးကောက်ပွဲဆိုတဲ့ရုပ်ရှင်ဇာတ်ကားလေးကိုအခုဆိုရင်နိုင်ငံတကာအသီးသီးမှာပြသနေပြသတော့မှာပေါ့နော်ပြသနေပါပြီအခု ကျွန်တော်တို့ပထမဦးဆုံးပြသမဲ့နိုင်ငံတွေကတော့အမေရိကန်နိုင်ငံမှာအဲ၃မျိုးလောက်ကျွန်တော်တို့ပြသပါမယ်ပြီးတော့ကျွန်တော်တို့ကနေဒါမှာကျွန်တော်တို့ပြတ်တာမယ်ပြီးတော့ဂျပန်ကိုရီးယားမှာကျွန်တော်တို့ပြတ်တာပါမယ်အဲ့ဒီတော့ကျွန်တော်စီစဉ်ထားရတယ်ပေါ့နော်ကျွန်တော်တို့စီစဉ်ထားရတယ်အဲကျွန်တော်တို့ကအမှုပညာနဲ့ကျွန်တော်တို့ကတိုက်ပွဲဝင်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကရရှိတဲ့ ရုပ်ရှင်ပြသလို့ရတဲ့ဝင်ငွေတွေကိုတရားရဂိုင်းတို့အပြည့်ကျွန်တော်တို့တော်လိုင်းရေးပေါ်တွေယူလို့ကျွန်တော်တို့ကစီစဉ်မှာဖြစ်ပါတယ်အဲဟိုကျွန်တော်တို့ဒီပြသမဲ့ဒီတရောင်းသားရေးကောက်ပွဲဟိုဇကားပေါ့เนาะအဲဇကားနဲ့တူနောက်တဲ့ကျွန်တော်တို့ဇကားတကားရှိသေးတယ်အဲ့လားလေးလည်းပြောပြပါဦးဟုတ်ကဲ့ပါအဲ့ဒါတော့ကျွန်တော်တို့ကန်ကန်ဆိုတဲ့ရုပ်ရှင်ဇကားလေးပဲဖြစ်ပါတယ်ဟုတ်ကဲ့အကားပေါ့ကျွန်တော်တို့ကပြပါမယ်အဓိကကျွန်တော်တို့ကအာ ီတွေအတွက်ကျွန်တော်တို့စီစဉ်မဲ့ဥစ္စာတို့ကျွန်တော်စစ်ဘေးရှောင်တွေနဲ့ရဲဘော်တွေရဲ့အမြင်မြန်မာလိုအပ်နေတဲ့တကယ်ကိုကျွန်တော်လိုအပ်နေတဲ့နေရာတွေဟုတ်ဈေးခါတွေကျွန်တော်တို့ကဒါလေးတွေကျွန်တော်စီစဉ်ပေးမှာဖြစ်ပါတယ်တရားရိုင်းလုံးအပြည့်ကျွန်တော်တို့ကနေပြီးတော့ဒါလေးတွေကျွန်တော်တို့ကရဲဘော်တွေရှိကိုကျွန်တော်တို့ကဟိုစီစဉ်ဟိုစီစဉ်ပေါ်မှာဖြစ်ပါတယ်လူတန်းတော်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်အခုရရှိလာတဲ့သတင်းလေးတွေကိုတင်ပြပေးပါမယ်။ဟုတ်ကဲ့ပါ။အင်းအင်းလေးမြောင်းဝကြီးတွင်တဲ့ယာအိမ်မူ နော်အလွဲသုံးစားလို့တပြေတဲ့ငလျင်တန်တင့်နေအိမ်22လုံးအထောက်ပတ်လုံးဝမရပါဘူး။ဩဟုတ်ကဲ့ပါ။အင်းလေးနော်ဒီချောင်းဝမြောင်းမြောင်းဝမြို့နော်မြောင်းဝကြီးတွင်တဲ့အင်းလေးမြောင်းဝကြီးတွင်တဲ့ယာအိမ်မူအဲ့ယာအိမ်မူကနေပြီးတော့အဲငလျင်တန်တင့်လုံးဝပြုတ်ပြတ်သွားတဲ့အိမ်တွေရှိပါတယ်။ဟုတ်ကဲ့။အဲ့ဒီအိမ်တွေကိုနော်ဟိုသူတို့ရဲ့ဟို ဟိုဟာ sorry ပြောရရင်တော့ဟိုပြည်သူတွေကနေပြီးတော့ဟိုထောက်ပံ့ထောက်ပံ့ထားတဲ့ဟာတွေပေါ့ကျွန်တော်တို့ဒီကထောက်ပံ့ထားတဲ့ဥစ္စာတွေကိုပြည်သူတွေလက်ထဲကိုမထည့်ဘူးမထည့်ပဲနဲ့သူကသူကိုကြိုးအတွက်သူကနေပြီးတော့တုံးဆွဲနေပါတယ်ပြီးတော့ဒီအဲ့ဒီရိုင်းမူအဲနာမည်ရတော့တဲ့เนาะဟိုကျွန်တော်တို့ဒီထဲမှာဖော်ပြခြင်းမရှိသေးပါဘူးဒါပေမဲ့သူ့ရဲ့ရွှေမျိုးသားချင်းတွေကိုဒါတဲ့အကူအညီတွေ तू ကပေးနေပါတယ်ဟောသူနဲ့ရွှေမျိုးတော်တဲ့လူတွေပဲ तू ကသူနဲ့ရွှေမျိုးတော်တဲ့လူတွေကိုပဲပေးပါတယ်အင်းလေးဒေသရှိတဲ့နန်းသေးစု နန်းသေးအုပ်စုဦးတဲ့မြောင်းဝကြီးကြွရမှာတဲ့အိမ်နှက်ဆက်နှလုံးငလျင်တန်တင့်သွားတော့ခုတက်တိသူလုံးဝမပေးသေးပါဘူးလေဗျာဒါလေးတွေကိုလည်းကျွန်တော်တို့သိရတဲ့အတွက်ကျွန်တော်တို့ကနေပြီးတော့တစ်စက်ပြန်ပြီးတော့ဒီအုပ်ကြီးတွေကဓာတ်တွေလုံးနေပါတယ်တော့ပြည်သူတွေဘက်ကသူကမကြည့်ပါဘူးတော့ပြည်သူတွေဘယ်တော့ခံစားနေရပါလဲဆိုတဲ့ဥစ္စာလေးကျွန်တော်တို့တင်ပြပေးလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့တော့အဲ့ဒီမှာပဲဒီယာအိမ်မူးကားတဲ့နော်သူ့ရွှေမျိုးများကိုပဲတဲ့သူပေးပါတယ်တဲ့ကုညီပါတယ်တဲ့နော်သူနဲ့ မတည့်တဲ့လူတွေဒီရွာထဲမှာရှိတဲ့လူတွေကို तू ကလုံးဝမပေးဘူး तू ။အော် तू နဲ့မတည့်မပေးဘူး။မပေးဘူး။အဲ့ဒီမှာမှ तू ကဘာလုပ်နေလဲဆိုတော့ तू ကဒီဟိုသူတို့ရဲ့ပထွေးစကားမဟုတ်လဲ तू ကတရင်နေပါလေ तू ကပေးနေပါလေ။အမေမတော်အမေတော်။တရင်နေပါလေပေးတယ်။အဲ तू ကတော့ဒီတော်တော်များများကို तू ကနေပြီးတော့ ဟိုဘယ်လိုခေါ်မလဲဟိုစက္ကမဘက်ကတောက်တိုင်ဖြစ်နေတာပေါ့နော်မှန်တယ်မှန်တယ်တောက်တိုင်ဖြစ်နေတယ်ဒီကြေးရသူကြေးရသားတွေကိုလည်း तू မငဲ့ွက်ဘူးဟုတ်ကဲ့အဲ तू ကောင်းစားရေးအတွက်ပဲတဖို့တည်း तू ကြည်နေပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဒါလေးသတင်းလေးတွေကျွန်တော်ပေးထားပါတယ်အင်းလေးဒေတာမှာအဲ့လိုဖြစ်နေတယ်ပေါ့နော်အင်းလေးဒေတာဒါကတော့အင်းလေးဒေတာတခုတည်းဖြစ်တာမဟုတ်ပါဘူးနေရာတိုင်းနေရာတိုင်းမှာဖြစ်နေပါတယ်အဲ့လိုဖြစ်နေပါတယ်ဟုတ်အဲအခုကဘယ်သူတွေကကောင်းစားနေလဲဆိုတော့ဗိုလ်ချုပ်ဗိုလ်မှူးတွေနဲ့အဲမြို့နယ်မှူးတွေယာယီမှူးတွေစေအိမ်မှူးတွေရက်ကွဲအုပ်ချုပ်ရေးမှူးတွေသူတို့တွေပဲကောင်းစားနေတာ နော်သူတို့တွေပဲကောင်းစားနေပြည်သူတွေကတော့အမြဲတမ်းဘဒူတက်လာတက်လာနင်းပြဘောရပါပဲဟုတ်တယ်ဗျာတကယ်တကယ်ပြောရရင်ကျွန်တော်တို့ရက်ွက်အုပ်ချုပ်ရေးမှုပဲဖြစ်ဖြစ်မြို့နယ်အုပ်ချုပ်ရေးမှုပဲဖြစ်ဖြစ်အမတ်လောင်းတွေပဲဖြစ်ဖြစ်အဲ့လာတွေကဘာလဲဆိုတော့သူတို့အမတ်လောင်းတင်ညင်လို့တင်တာမဟုတ်ပါဘူးသူတို့အုပ်ချုပ်ရေးမှုတင်ညင်လို့တင်တာမဟုတ်ပါဘူးရက်ွက်နေပြည်သူပြည်သားတွေမြို့နယ်မှာရှိတဲ့ပြည်သူပြည်သားတွေအကုန်လုံးကသူတို့ခိုင်းတာပါပဲဟုတ်ပါဟုတ်ပါပြည်သူပြည်သားတွေရဲ့ကိုယ်စားရက်ွက် လူတို့ကိုစားသူတို့ကလုပ်ပေးရတာဟုတ်ကဲ့ဟုတ်ကဲ့အခုရင်တော်ဆိုရှိပါတယ်ဟာအာကိုကျွန်တော်တို့ပြည်သူပြည်သားတွေခိုင်းကြပါကျွန်တော်လုပ်ပေးပါမယ်ပြည်သူပြည်သားတွေရေကျွန်တော်တို့က ဟိုကျွန်းတဖွဲကျွန်တော်တို့ကလုတ်ပွေးမယ်ပိုင်းဆိုဒီမဲဆန်နာဟိုအရွေးခံလို့ကသာသူကဒီစကားပြောတာဟုတ်ကဲ့အဲသူတို့အမတ်လောင်းလဲဖြစ်လဲဖြစ်လောက်အဲ့လိုမဟုတ်တော့ဘောင်းမြန်ပြောင်းသွားဘောင်းမြန်ပြောင်းသွားပြီပြည်သူကတခင်မဟုတ်တော့ပြည်သူကကျွန်းဖြစ်သွားပြီသူတို့ကတခင်ပြန်ဖြစ်သွားတယ်ဒါအဲ့ဒါလေးတွေလဲကျွန်တော်မြန်မာနိုင်ငံမှာဒါလေးတွေလဲတွေ့နေရတာဖြစ်တဲ့အတွက်အခုစကားမဟုတ်တောက်တိုင်အဖြစ်ရက်တည်နေတဲ့ဟုတ်ကဲ့အုတ်ချုပ်ရည်မှုတွေ၊ရိုင်မှုတွေ၊စိန်မှုတွေ၊မြို့နယ်မှုတွေဟုတ်ကဲ့ခမားတို့တွေအားလုံးเนาะ ပြည်သူဘက်ကရက်တည်ကြပါမကြမီအချိန်တောတင်းမှာပြည်သူရဲ့အင်အားတွေနဲ့လွတ်လပ်ရေးဆိုတဲ့အရာနော်ကျွန်တော်တို့ပြန်လည်ရရှိတော့မယ်မကြတော့ပါဘူးလင်းရောင်ကြီးကိုလည်းကျွန်တော်တို့မြင်နေရပါပြီပြီးတော့နောက်တစ်ခုကကျွန်တော်တို့ပြည်သူအာဏာပြည်သူလက်ထက်ပြန်ရောက်တဲ့အချိန်ကျရင်ခမရတို့ဘယ်နာသွားနေကြမလဲဟုတ်ကဲ့နော်ခမရတို့ဘယ်ဟိုထွက်ပြေးတော့မလဲခမရတို့ပြေးစရာမြေလည်းမရှိတော့ဘူးပြေးစရာအိမ်လည်းမရှိတော့ဘူးဒီအချိန်မှာခမရတို့အချိန်မှီသေးတယ်ပြည်သူဘက်ကနေရက်တည်ပြီးတော့ ပြည်သူကိုစားခမားတို့ရဲရဲဝုန်းဝုန်းနဲ့ခမားတို့တိုက်ပွဲဝင်ကြပါလို့ကျွန်တော်ဒီညနေပြောချင်ပါတယ်ခမားဟုတ်ကဲ့ပါဟိုဆက်လက်ပြီးတော့ပေါ့အခုလိုမျိုးကျွန်တော်သတင်းတွေပေါ့နော်ကျွန်တော်ဒီမြန်မာနိုင်ငံအတွင်းမှာဖြစ်နေတဲ့ဟိုရက်ကွက်လေးတွေမှာရှိတဲ့ကျွန်တော်တို့ဒီအုတ်ကြီးတွေရှိမယ်ရာရံမှုတွေဆယ်မှုတွေပြီးကျွန်တော်တို့ပြူစောတီတွေပေါ့ဟုတ်ကဲ့နော်အမျိုးမျိုးပေါ့ပြည်သူတွေပေါ့နှိမ့်ဆက်နေတာတွေကိုကျွန်တော်တို့သိခဲ့နေရှိတော့မိဘပြည်သူများအနေနဲ့ပေါ့ကျွန်တော်တို့ဟိုတက်တေတက်ကဟိုပေါ့တက်တေတက်ကရ တိကြလေးနဲ့ပေါ့နော်ကျွန်တော်တို့ရှီကိုလာရောက်ပြီးတော့တိုင်ကြားနိုင်ပါတယ်ဟုတ်ကဲ့နော်အဲ့လိုတကယ်လို့တိုင်ကြားရရင်လေကျွန်တော်တို့ဟိုတိုင်ကြားတဲ့ကျွန်တော်မြို့ရပြည်သူကြီးစိုးရင်စိဘလိုပေါ့မရှိမရှိဘူးဆိုတော့စီစာနည်းနည်းချက်တော့ပြောပြဟုတ်ကဲ့ပါကျွန်တော်တို့တိုင်ကြားရင်လေဆိုရင်တော့ကိုစိန်ကြီးရဲ့ page Facebook ဟို Messenger တို့မှာလာရောက်ဆက်သွယ်ပြီးတော့တိုင်ကြားလို့ရပါတယ်ခင်ဗျအဲ့လိုတိုင်ကြားတဲ့အခါကျရင်လေ ငါမိမိတို့မြန်ထိခိုက်မလားဟဲ့ငါတို့ပြောလိုက်တာမြန်ပေါ်ပါမှာစိတ်ကြပါကျွန်တော်တို့အဲ့လာတိုင်တန်းတဲ့ privacy ကိုလုံးဝမထိခိုက်စေရပါဘူးဟုတ်ကဲ့ပါအားခံပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ဒီပြည်သူကိုယ်စားပါစပ်အငားနဲ့ပြောရတဲ့ကျွန်တော်တို့အမှုပညာသမားတွေအားလုံးဟာလည်းပြည်သူဘက်ကပဲကျွန်တော်ရည်တည်ခဲ့တာပါဟုတ်ကဲ့ပါပြည်သူမျိုးရင်ကျွန်တော်တို့ကငိုပါမယ်ပြည်သူရင်ရှိပါမယ်ပြည်သူသီးသာအခရာအရာရာကိုပြောင်းလဲနိုင်ပါလေဒါကြောင့်ကျွန်တော်တို့ယနေ့အချိန်မှာကျွန်တော်တို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘုဘကနေပြီးတော့ကျွန်တော်တို့ဟို မဟုတ်မဟုတ်တာတွေကိုသူတို့ရုပ်ရှင်အဖြစ်ဟုတ်ကဲ့ဟုတ်ကဲ့ပြဆက်နေတဲ့အရာလေးတွေကိုလည်းပြည်သူပြည်သားတွေအားလုံးကကိုအုံနောက်လေးနဲ့ကိုတွေးကြပါသူတို့ဒီထဲမှာပြောထားတဲ့အဥ္စာတွေအများကြီးရှိပါတယ်အဲ့ဒါတွေကပါလဲဆိုတော့မြေပြင်မှာတကယ်လည်းမဖြစ်ဘဲနဲ့ဟာငါတို့အခုလေးနေငါတို့အဲ့ဘက်ကငါတို့ဖြတ်လာပဲအဲ့ဒီဒီထဲမှာလည်းဘာမှမဖြစ်တော့ငြင်းငြင်းနေရပါဘူးအဲ့ဒီလိုပြောတဲ့လူတွေအဲ့ဒီဇန်ညုံးကိုရေးတဲ့လူတွေအဲ့ဒီမှာတရုတ်ဆောင်တဲ့လူတွေအားလုံး ခင်ဗျားတို့မယုံဘူးဆိုရင်ခင်ဗျားတို့ကျွန်တော်လိုက်ဖို့ပြပါမယ်လမ်းစိမ်းမရှိဘူးဆိုတော့စီဘိုးမရှိဘူးဆိုတော့ကျွန်တော်စီဘိုးပြပါမယ်တကယ်ကိုပကိုးကြော်တာနဲ့ဘာတွေဖြစ်နေပြီလဲဆိုတဲ့ဥစ္စာလေးကိုခင်ဗျားတို့တိတိကျကျလေးခင်ဗျားတို့ပြောပြပါမယ်ခင်ဗျားတို့ကိုယ်တိုင်ပါဇက်ကပြောမနေပါနဲ့ကိုတိကိုတို့ခင်ဗျားတို့တွားကြည့်ကြပါလို့ဒီနေရာနေကျွန်တော်ပြောချင်ပါတယ် ခင်ဗျားတို့ဟုတ်တာတွေကိုမဟုတ်ဘူးလို့ခင်ဗျားတို့ပြင်ပိတ်ငင်းနေရင်ပြည်သူအမိုးကိုပဲခင်ဗျားတို့ခံရပါလိမ့်မယ်။မှန်တယ်ကိုဟုတ်။ဒါကြောင့်ကျွန်တော်တို့တွေအားလုံးပြည်သူဘက်ကရက်တည်ကြပါပြည်သူငုံရင်ကျွန်တော်တို့အမှုပညာသမားကျွန်တော်တို့ညီကိုတောင်းကားပြီးတော့ငိုပါမယ်ပြည်သူရင်ကြီးပါမယ်ပြည်သူဒီသာအခေယအရာရာကိုပြောင်းလဲနိုင်တယ်လို့ပြောကြရင်လည်းကျွန်တော်တို့ရဲ့ပြည်သူစပီကာအစီအစဉ်လေးကိုဒီညနဲ့ပဲရန်နာခွင့်ပြုပါလို့ကျေးဇူးများကြီးတင်ပါတယ်။